မင်္ဂလာပါရှင်ချင်းရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီကနေ့2025ခုနှစ်ဇွန်လ2ရက်နေ့အတွက်ကုန်နမ်တုံချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသောမှာဖြစ်ပါရစ်ကျွန်မကတော့အစမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကလေးမျိုးမှာစစ်မှုထမ်းမှုအတင်းအဓမ္မဖမ်းဆီးမှုဆက်ရှိနေပြီးအရင်ကထက်အဖမ်းဆီးတွေပိုကျန်းလာတဲ့ဆိုတဲ့သတင်းရှိပေးတဲ့ဘလောက်ဝစပေးရှောင်းတွေအတွက်တတိယအကြိမ်မြောက်အရေးပေါ်အကူအညီများပေးအပ်တဲ့တဲ့ ကလေးမျိုးကတပတ်ကျော်ကြာဖြောင်းဆုံးနေတဲ့ချောင်းသား6ဦးပြန်လည်တွေ့ရှိတဲ့တဲ့င်းနဲ့မီဇိုရမ်ပြည်နယ်ကနေမြန်မာနယ်စပ်အထိရထားလမ်းဖောက်မဲ့စီမံကိန်းဟာပနာမစစ်တမ်းကောက်ယူမှု PCB လို့တီးရတဲ့တဲ့င်းစတဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအူအူဆုံးအနေနဲ့စကိုင်းတိုင်းကလေးမျိုးကသတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကလေးမြို့မှာစစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်လူငယ်များဖမ်းဆီးမှုဆက်ရှိနေပြီးတော့အရင်ကထက်အဖမ်းဆီးတွေပုံမှန်ချမ်းလာတဲ့အပြင်ငွေကြေးနဲ့ပြန်လည်ရွေးလို့မရတော့တဲ့အကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့တော့အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ရက်ပိုင်းကလေးကကလေးမြို့ပေါ်မှာအဖမ်းဆီးပုံမှန်များပြားခဲ့ပြီးတပတ်တပတ်ကိုလူအယောက်30ဝန်းကျင်ခန့်ဖမ်းဆီးခံနေရတယ်လို့ကလေးမြို့ကစစ်ကောင်စီအခြေအနေကိုလေ့လာဆောင်ကြည့်နေသူတို့ကပြောပါတယ်။ တော်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ကလေးကအဲ့ဒီနောက်ပိုင်းကနေအဖန်အစည်းကတော်တော်ကျန်းနေတာချင်းလုံးဝိုင်းတွေလည်းဝင်ဆွဲတယ်အဲ့လိုမျိုးတအားအဖန်အစည်းကတော့ပူကျန်းတာပေါ့တပတ်အတွင်းမှာ30 40လောက်ရှိတယ်တိတာတွေရောမတိတာတွေလည်းရှိတယ်အဓိကတော့ရဲတွေလိုက်ဖမ်းတာ အိမ်စည်းကားတွေနဲ့လှည့်လည်နေတာကားသုံးလေးစီလောက်နဲ့ပေါ့စုပေါင်းယုံလို့ခေါ်တဲ့အရှိရဲစခန်းယုံကိုပို့တယ်နောက်သူတို့ရဲ့စစ်တပ်စစ်ဆေးယုံကရင်တရားမှာစစ်စစ်ချက်တွေယူတယ်မိသားစုဝင်ကပြန်ပြောပြတာကစေးကြအောင်လုပ်ပေးလို့ရတယ်သိန်း20ပေးရမယ်လို့ပြောတယ်ဒါတောင်မှစစ်စစ်ချက်ပဲရှိသေးတယ်စေးကြရင်ပြန်ရွေးရဖို့နဲ့တခြားဟာတွေနဲ့ဆိုရင်တော့10ရောက်မှ10ရောက်လောက်တောင်ပြန်ရွေးရဖို့မလွယ်ဘူးတချို့ဆိုရင်တော့လေရင်အခောက်နဲ့ကျုံရင်တခါတည်းတန်းဖို့ဖြစ်တာစကိုင်းတို့တခြားမြို့တွေကိုပို့ပြတာလို့ ၎င်းကပြောပါတယ်စစ်ကောင်စီတပွဲဝင်တွေဟာအင်စည်းကားတွေနဲ့ကလေးမျိုးရက်ွက်ထဲလှည့်လည်ပြီးကားဂိတ်အလုံယုံအရက်ဆိုင်စားတောက်ဆိုင်တွေအထိဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတာပါမေလာကုံပိုင်းကလည်းတဟန်ရက်ွက်မှာနေထိုင်သူလူလတ်ပိုင်းအမျိုးသားတဦးဟောင်းအလို့ပြန်ချင်းစစ်ကောင်စီတပွဲကဖမ်းဆီးခဲ့ပြီးတဲ့နောက်ရှီတန်းကိုပို့ဆောင်ခံရကြောင်းဖမ်းဆီးခံရသူရဲ့မိခင်ကပြောပါတယ် ကျမသားကအရန်ကိုအကူရတဲ့သူဖြစ်တယ်။ပြီးခဲ့တဲ့လကသူအလုပ်သွားတယ်။အပြန်လာမှဖန်းစည်းခံရတယ်။ဈာတာနဲ့အသီးတွေနဲ့ချိန်ဆက်ပြီးငွေနဲ့လိုက်တယ်။အဲဒီမှာသိန်း30ကျပ်ပေးရတယ်။လွတ်ပေးမယ်လို့ပြောတယ်။နောက်ပိုင်းလဲထပ်တောင်းတာရှိတော့တကယ်တမ်းငွေနဲ့အများကြီးလိုက်ပေးမယ်။သူတို့ကလွတ်မယ်လွတ်မယ်ပြောပေမဲ့မလွတ်ပေးပါဘူး။လေရင်လာတာနဲ့သူ့ကိုရှမ်းပြည်ဘက်ကိုပို့လိုက်ပြီးနောက်မှပဲကျမတီးလိုက်ရတယ်လို့သူကပြောပါရီ။ ဇွန်လလဆန်းပိုင်းကကလေးမျိုးညောင်ကျင်သားရက်ွက်ကစကောင်စီခံရက်ွက်အုပ်ချုပ်ရေးမှုရဲ့ငင်းဖြစ်သူဖမ်းဆီးခံရခဲ့ပြီးတော့ပိုက်ဆံနဲ့ပြန်လဲရွေးရဖို့ခက်ခဲတဲ့အတွက်လူအစားထိုးပေးမှသာပြန်လဲလှုပ်ပေးမယ်လို့ပြောဆိုကြောင်းကြားသိရပါတယ်။အခုလက်ရှိကလေးမျိုးပေါ်မှာတိုက်ပွဲတွေငင်းသက်နေပေမဲ့လည်းစကောင်စီကမကြာခဏလက်နက်ကြီးပစ်ခတ်မှုရှိနေပြီးတော့အရင်ကထက်လုံခြုံရေးတင်းကျပ်ထားကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးပလောဝစပေးဆောင်တည်င်းကိုတင်ဆက်ပေးပါမယ်။မြေဆော့ပီနေလွန်ကိုင်းခရင်အတွင်ရေးပေးတဲ့ပလောဝစပေးဆောင်တွေအတွက်ဇွန်လ29ရက်နေ့မှာတတိယအကြိမ်မြောက်အရေးပေါ်လှူဒါန်းမှုတွေဆောင်ရွက်ခဲ့တယ်လို့ပလောဝကောင်စီစပေးဆောင်နဲ့လူသားစာနာကုန်ကြီးဌာနကနေတီးရပါရီ။ ကာဂီစခန်းရှိစပင်းဆောင်တွေအတွက်စံ198လောင်ပုဇိုးစခန်းမှာစံ25အိနဲ့တွေဒင်းစခန်းမှာစံ198စုစုပေါင်းစံ234အိစာအိတ်တရာနဲ့ C 84ဘူတို့ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။မူသီးထန်ဆောင်ရသူမှုကြောင့်လုံးဝပြတ်စည်းသွားတဲ့နေအိမ်85ဆောင်အတွက်တအိမ်ထောင်မှာရူပီ3000နှုန်းနဲ့စုစုပေါင်းရူပီ235000ကိုလည်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ တိုးတိုးလေးနေအိမ်ပြန်လဲတည်ဆောက်ဖို့တိဝါခြေပုံးတွေနဲ့အခြေခံစားနှိတ်ခါအစည်းဝါးတွေဆက်လက်လိုအပ်နေသေးကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါရီဒါကြောင့်ပြည်ရင်းပြည်ပအလှူရှင်တွေအနေနဲ့ slide sudan +91923367 6151ကနေတဆင့်စစ်တွေလှော်ရနိုင်ကြောင်းဖော်ပြထားပါရီ ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့မှာလည်းပလောဝကောင်စီ စပေးရှောင်းတဲ့လူသားစာနာကုန်ကြီးဌာနကနေစပေးရှောင်းတဲ့ရေဘေးတင်ပြည်သူတွေအတွက်စာအိတ်180မိုးကအချက်100နဲ့အင်တာခွက်ပိုက်100အပါဝင်အခြေခံလိုအချက်ပစ္စည်းတွေကိုဒုတိယအကြိမ်အဖြစ်လှူဒါန်းခဲ့ပြီးဖြစ်ပါရီ အလားတူဇွန်လ9ရက်နေ့နဲ့10ရက်နေ့တွေကလည်းစပေးရှောင်စကန်းသုံးကိုရှိရေးပေးတင်ပြီးသူတွေအတွက်စာအိတ်130စီပဲအလိုစားတဲ့အခြေခံစာနှိပ်ရိတ်ခါတွေကို လူသားစာနာကုန်ကြီးဌာနနဲ့ပလဝကောင်စီတို့ပူးပေါင်းပြီးဖြန့်ဝေပေးခဲ့ပါတယ် ပြီးခဲ့တဲ့မေလ31ရက်နေ့ကမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ပလောဝဆင်ပေးရှောင်းတွေနေထိုင်တဲ့မီဇိုရမ်ပြည်နယ်လောင်ကိုင်းခရိုင်ရှိတွေတင်းကာကင်နယ်လောင်မဆိုးဆင်ပေးရှောင်းစခန်းတွေကနေအင်ချီ141အင်လူဦးရေအနေနဲ့920ကိုဦးဟာရေပေးတံတင်ခဲ့ပြီးတော့လုံးဝဖြတ်စည်းသွားတဲ့အင်ချီ61အင်အင်သာ112လုံးဖြတ်စည်းခဲ့ခြင်းဖြစ်ပါရဲ့ရှင်။ နောက်တရင်တပုတ်အနေနဲ့စကိုင်းတိုင်းကလေးမျိုးအာထကရှေ့ကျောင်းမှာပြင်ညာတင်ကြားနေတဲ့အသက်14နှစ်ကနေ21နှစ်အရွယ်ရှေ့ကျောင်းသား6ဦးကိုဂျမစွာနဲ့ပြန်လဲတွေ့ရှိပြီးဖြစ်ကြောင်းပျောက်ဆုံးတဲ့မိသားစုဝင်တွေစီကတီးရပါရီသူတို့ပျောက်ကလေးရမိသားစု3စုလုံးလိုက်ရှာကြတယ်ပြီးရင် post လဲတင်ထားတယ်ဆိုတော့လာပြီးတော့လဲစစ်သွေးပေးကြတယ်သူတို့အားလုံးကိုဘေးကင်းရေးနဲ့ပြန်တွေ့ရပါတယ်အခုအားလုံးအိမ်ရောက်နေကြပါပြီလို့ပြောပါရီ ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကအိုးအောင်တိုင်းရဲ့တာမောင်အောင်မြင့်နိုင်22နှစ်အမောင်ကောင်းမြင့်နိုင်18နှစ်ဦးကျော်လွန်ရဲ့တာမောင်ကျော်စင်ဖြိုး15နှစ်မောင်မဟွန်18နှစ်ဦးစန်းလွင်ဦးရဲ့တာမောင်စောသူလင်း15နှစ်နဲ့ဦးငွန်ဦးထောင်ရဲ့တာမောင်ပွိုထွချ14နှစ်တို့ဟာကျောင်းတက်ဖို့သွားခဲ့ကြပေမဲ့ကျောင်းကိုမရောက်ရှိခဲ့သလိုအိမ်ကိုလည်းပြန်လာခြင်းမရှိတာကြောင့်ကြောက်ဆုံးခဲ့ခြင်းဖြစ်ပါသည် ၎င်းတို့၆ဦးစလုံးကိုပျောက်ဆုံးပြီးတပတ်ကျော်အကြာမှာကောင်းမွန်စွာပြန်လည်တွေ့ရှိကြပြီးဖြစ်စဉ်အသေးစိတ်ကိုရောမီသားစုဝင်တွေစီကထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။စစ်ကောင်စီရဲ့စစ်မှုထမ်းဖို့အတွက်လူငယ်တွေဖမ်းဆီးမှုတွေထဲမှာကြီးညာတင်ကြားနေစေចောင်းသားလူငယ်တွေပါဝင်မှာကចောင်းသားကရှိထားမယ်ဆိုရင်ចောင်းဆရာဆာမတွေကိုအကြောင်းကြားခြင်းနဲ့ကုငီပေးနိုင်မှာဖြစ်ကြောင်းចောင်းသားမိပါတွေစီကတီးရပါတယ် လက်ရှိကလေးမြို့ပေါ်မှာစစ်ကောင်စီဟာစစ်မှုထမ်းဖို့အတွက်လူငယ်တွေဖမ်းဆီးမှုဆက်ရှိနေသေးတာကြောင့်မိမပြည်သူတွေအနေနဲ့စိုးရိမ်မှုမြင့်တက်လက်ရှိနေပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးမှာကတော့အိန္ဒိယမြန်မာနယ်စပ်ဇောရင်ပွေအထိယထာလန်ဖောက်လုပ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မီဇိုရမ်ပြည်နယ်ဆိုင်ရန်စီမွေကနေအိန္ဒိယမြန်မာနယ်စပ်ဇုံးတွင်ပွေအထိယထာလန်ဖောက်လို့မဲ့စီမံကိန်းပနားမစစ်တမ်းကောက်ရုံမှု PCB လို့မီဇိုရမ်အထက်လွှတ်တော်အမတ်ပူကေဗန်လန်ဖီနာကပြောဆိုပါရီ ။မီဇိုရာအထက်လွှတ်တော်အမပိုကေဗန်လော်ဗင်နာဟာပြည်내ရဲ့မြို့တော်နီဆိုင်ရန်စီမွေးယထာဘူတာကနေတဆင့်မီဇိုရမ်ပြည်내တောင်ပိုင်းလွန်ကိုင်းခရိုင်မြန်မာနယ်စပ်ဇိုရင်ပွေအထိယထာလန်ဖောက်လုပ်ဖို့အိန္ဒိယဗဟိုအစိုးရထက်ချခင်ကလေးအားတင်ပြတောင်းဆိုချက်ကိုပုံမမြန်စာစွာဆောင်ရွက်နိုင်ရအတွက်ယထာဖို့ဆောင်ရွက်ဝင်ကြီးကိုမကြသေးခင်ကတွေးဆဆွေးနွေးခဲ့တယ်လို့ All India Radio News ကဖော်ပြပါတယ်။ အခုလိုတွေ့ဆုံရမှာယထာပို့ဆောင်ရေးဝန်ကြီးကစိုင်ရန်စီမွေကနေဇုံရင်ပွေအထိယထာလန်ဖောက်မဲ့စီမံကိန်းနဲ့ပတ်သက်လို့ပနာမစစ်တမ်းကောက်ယူမှုပြီးဆုံးပြီဖြစ်ကြောင်းတိုးတော်လဲမြေပုံကိုတော့နောက်ဆုံးအထည်ပြုချမရသေးသောပြောဆိုခဲ့တယ်လို့ဘူခေဗန်ဒလဗီနာက ပြောပါရီအဆိုပါပနာမစစ်တမ်းကောက်ယူချက်အရစိုင်ရန်စီမွေယထာဘူတာကနေမြန်မာနယ်စပ်ဇုံရင်ပွေအထိကီလိုမီတာ223ရှီလျာမဲ့ယထာလန်ဖောက်လို့မယ်လို့သိရပါရီ ယထာဖော်လို့မှုပြည်စည်းပါကလည်းမီဇိုရမ်ပြည်နယ်ကနေချင်းပြည်နယ်ပလောဝမြို့အဲ့ဒီကနေတစင်းရခိုင်ပြည်နယ်စစ်တွေမြို့စိတ်ကောင်းအထိစစ်သွေးနိုင်မဲ့ Gladan Multimodal Transit Transport Project KMMTTP အတွက်လည်းမြောက်စာအကျိုးရှိမှဖြစ်တယ်လို့သိရပါတယ် အခုလက်ရှိမှာအိန္ဒိယပြည်မှာဖန်တဲ့မီဇိုရမ်ပြည်နယ်တို့ဆက်သွင်းနိုင်မဲ့ဆိုင်ရန်စီမွေယထာလန်စီမံကိန်းမှာ PCB ဖြစ်ကောင်းဇူလိုင်လ31ရက်မတိုင်ခင်ဖွင့်လှစ်နိုင်မယ်လို့ယုံကြည်ချက်ရှိကြောင်း၎င်းကပြောပါရီလက်ရှိမှာတော့ပြည်မှာဖန်ကယထာတွေဟာဆိုင်ရန်စီမွေဗိုတာကိုအစမ်းပြေးဆွေးနေပြီလို့လည်းသိရပါရှင် ဟုတ်ကဲ့ပါအခုလိုနာတော့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်